တံပိုးကြီးလက်ဝတ်ရတနာတွေတလလက်တောက်ပါနေတဲ့လူတွေကြားမှာဘာရတနာမှဝတ်ဆင်ခြင်းမရှိဘဲရိုးရှင်းစွာလှပနေတဲ့ဟင်းဝီရန်မကြီးပရိသတ်များအားလုံးပဲမြင်လာပါရှင်မြန်မာစတာပေ့ချ်ကနေပြလဲကြိုဆိုလိုက်ပါတယ် ကမ္ဘောဂျီလဝဲရဏနာတွေဆင်မြန်းထားခြင်းမရှိအောင်တောင်းထိတ်တန်းမင်းသမီးတယောက်လုံးစက်တည်ရှိရှိလှပနေလို့နာမည်ကြီးလူပြောများနေရကတော့ဟင်းဝီရင်ရဲ့မကြီးစိပောင်းအခုချိန်အင်တာနက်ပေါ်မှာဟင်းဝီရင်ရဲ့ဇိုးပြေတစဉ်ငယ်စဉ်ဇုံတွဲရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကတပ်ပုံတွေဗီဒီယိုတွေကပြန့်နှံ့နေရဖြစ်ပါတယ်ဒီပွဲဟာသတို့သမီးဇိုးပြေတစဉ်ရဲ့တမ္ဘောဂျီရဏနာတွေခန္ဓာရင်းဝိစုံနေနဲ့လှပနေတယ်လို့နှစ်ဖက်မိသားစုတွေအနုပညာရှင်ဧည့်သည်တွေကလည်းတိမ်မောင်းတောင်းချီတန်းတဲ့လဝဲရဏနာတွေအကောင်စားဝိစုံနေနဲ့တလက်လက်တောက်ပနေခဲ့ ဲကြတဲ့ပွဲတပွဲလေးဖြစ်ပါတယ်။ဒါပေမဲ့ဒူးဆန်နာကဒီလိုယရနာတွေစိန်တွေကြောက်တွေတောက်ပနေတဲ့လူအုပ်ကြီးတွေမှာအရင်လှမ်းလိုက်တာဆိုပြီးအလုံးရဲ့အယုံကိုဖန်ဆောင်သွားခဲ့ရကတော့ဗာလဲဝိယရနာမှာဝိစင်မထားပဲရိုးရှင်းတဲ့အလားတရားနဲ့စက်တည်ရှိနေခဲ့တဲ့ဟိဝင်ရဲ့မကြီးပါသူမကဟင်းဝင်းရရဲ့အကိုအရင်စစ်ဦးအောင်ရဲ့ဇနီးဖြစ်ပါတယ်ရှင်။တကယ်တော့ဟင်းဝင်းရရဲ့မကြီးကဟင်းဝင်းရတို့ဆေးဆက်ပွဲလုပ်တဲ့နေကလေးကသူ့ရဲ့တည်ငြိမ်ပြီးတော့စက်တည်ရှိတဲ့အလှတရားတွေကြောင့်လူမှုကွန်ရက်မှာတခါနာမည်ကြီးခဲ့ပြီးသားပါ။ အခုမင်္ဂလာလက်မှတ်ရေးထိုးပွဲမှာတော့သူ့ရဲ့အလှကပိုပြီးတော့ထင်ရှားလာပါတယ် ထူးသဖြင့်တော့တခြားဆွေမျိုးအတိုင်းဝိုင်းတွေအနုပညာရှင်တွေကသူတို့ရဲ့ကျွဲပေါ်ချမ်းသာမှုတွေကိုပြသတဲ့အနေနဲ့တန်ဖိုးကြီးစိန်လေဆွဲတွေ၊နဂတ်တွေ၊လက်ကောက်တွေနဲ့တောက်ပါနေချိန်မှာဟိဝရင်ရဲ့မကြီးကတော့ဘာလဲဝဲယတနာမှလုံးဝဝစ်စင်ထားတာမတွေ့ရပါဘူး။လက်ဘင်းမှာဆွဲကြိုးမပါ၊နားမှာတောင်တေးတေးလေးပဲပန်ထားပြီးတော့ရိုးရှင်တဲ့ဝစ်စုံလေးနဲ့သူ့ရဲ့မွေးရပါအလှတရာသူမရဲ့တည်ငိမ့်နဲ့အပြုံးနဲ့ပဲအလုံးထက်ထင်းကနေဖြစ်နေခဲ့တာပေါ့။ဒါကိုပရိသတ်တွေကအသွင်းရုပ်ကကိုလှနေတော့ယတနာတွေမလိုတဲ့အလှတကယ် high class အလှဆိုတာဒါ မျိုးဆိုပြီးတော့ချီကျူးနေကြတာပေါ့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကသူမရဲ့မျက်နှာကြောက်ကိုပရိသတ်တွေကဝိုင်းပြီးတော့သုံးတက်နေကြတာပေါ့တချို့တွေကဆိုရင်ဟင်းဝင်းရဲ့မကြီးဟာရုပ်ရှင်မင်းသမီးကြီးပလဲဝင်းရဲ့စက်တည်ရရှိတဲ့မျက်နှာကြောက်နဲ့ မင်းသမီးစမားရဲ့မျက်နှာကြအရင်နှစ်ယောက်ကိုပေါင်းဆက်ထားတယ်လို့မျိုးမြမဆန်ဆန်နဲ့ modern လေးဖြစ်တဲ့ရှားပါးတဲ့အလှပိုင်ရှင်မျိုးလို့တောင်မှတင်စားနေကြပါတယ်ဒီလောက်လှတဲ့ဟိဝရဲ့ရဲ့မကြီးကိုပိုင်ဆိုင်ထားတဲ့အကိုဖြစ်သူစစ်ဦးအောင်ကတကယ်တော့တချိန်ကမင်းသားဟောင်းတလက်ဖြစ်ခဲ့တာပါဟိဝရဲ့ထက်တောင်မှမိသားစုထုတ်လို့ရေးကနေမင်းသားအဖြစ်အရင်ဆင်တင်ပေးခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာတော့သူကအနုပညာအလုပ်တွေကိုရပ်နားခဲ့ပါတယ်သူကပညာရေးအတွက်ဩစတြေးလျနိုင်ငံကိုသွားရောက်ခဲ့ပြီးတော့အဲ့ဒီမှာပညာရေးသင်ကြားရင်းကနေပဲအခုပြည်သက်တွေချီးကျူးမဆုံး ုံဖြစ်နေရတဲ့သူ့ရဲ့ဇနီးကျော်လေးနဲ့တွေ့ဆုံလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့သူတို့ဇနီးမောင်နှံကစီးပွားရေးလောကထဲမှာပဲအောင်မြင်နေကြပြီးတော့တာယာရဲမိသားစုဘဝလေးကိုပိုင်ဆိုင်ထားကြပါပြီ။ဘာပဲဖြစ်ဖြစ်ဒီမင်္ဂလာပွဲကတော့တန်ဖိုးကြီးရတနာတွေရဲ့တောက်ပါမှုထက်ရိုးရှင်းပြီးတော့စက်တည်ရှိတဲ့အလှတရားကလူတွေရဲ့နှလုံးသားကိုပို့ပြီးတော့ဖန်ဆောင်းနိုင်နေဆိုတာသက်သေပြသွားသလိုပေါ့။ပရိသတ်ကြီးတို့ရောဟင်းဝရဲ့မကြီးရဲ့ရတနာမပါတဲ့ရိုးရှင်းတဲ့အလှတရားတွေပေါ်မှာဘလို့မြင်မိပါသလဲ။တကယ်ပဲမင်းသမီးပလဲဝင်းနဲ့စမိုင်းတို့ပေါင်းဆက်ထားတဲ့လူမျိုးရုပ်လို့ထင်မိမိလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။ကျေးဇူးပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါ personagem